ဆရာကြီးဥက္ကန္တပုရိပဲကောသနာဝီနီသုတ်တံဘေးဒီမှာတထထထကြတဲ့နေ့မင်းစတတ်မယ်တဲ့စတတ်တယ်ဆိုတာဘလို့လဲလို့မေးလိုက်တာအဗယမဆရာတော်ကသုတ်ဝီနီဘေးဒီမှာတထထကြသွားပြီးတော့အတူတူလို့မြင်တဲ့နေ့အဲ့ဒါစတတ်တဲ့နေ့ပဲအဲ့လိုဖြေတယ်ငါသုတ်တံတစ်မျိုးဝီနီရတစ်မျိုးအစာကျတာတော့ကျက်ရမှာပေါ့ဒါတရားတွေထပ်လို့ရသွားတယ်သီလဟုတ်တာပေါ့ဝီနီရသီလလေသုတ်တံကသမာဓိလေ အဘိဓမ္မာကပညာလေသီလသမာဓိပညာတူတူတူဖြစ်သွားရင်ပြီးပြီဗောပြီးပြီအဲ့တော့ခန့်ခန့်ငယ်ရှိသေးတယ်တိပိဒကတွေတီထောင်လာတဲ့ကြောင်မုံရနာမှာအဲ့တော့ခေါ်မခေါ်သလားဇာပြီးတော့ဩဝါဒပေးပါအရှင်မယားရေတပိဒဝဓမ္မစရိယဖွကြလေအရှင်မယားတို့ကတိပိဒကတပုံစံနှစ်ပုံစံအဲ့ဒီမှာအက္ခမာကျော်လေအဲ့ဒါလေတပိဒဩဝါဒပေးသိပ်မသိတော့ပါဘူးခင်ဗျာပို့ပေါ့ကွာတဲ့မစကားပြောတာလေးလာပေးပါကျန်တဲ့သွားပြီးတော့တော်လိုက်တယ်ပေါ့လေမုံရွာ ဲ့တော့ဒီမင်းရတော့ရှင်များတို့တော့တော့ပြီးတဲ့သုံးဖို့ကြက်နေတဲ့သူတွေဒီပြီးတော့ရှင်များတို့ဘာသာကြက်ပါဘာသာတို့ပြီးတော့ဝါရီကြည့်လို့ဒါတည်းကဆရာတော်ကဟောရလာပြေးပါဆိုပြေးတာပါဗျာပြီးတော့ပါရာဇိကန်ထကရာဇမဏ21 22လောက်ဤလက်ကန်ထကရာထသနိထကရာကျန်ရင်၃ညလုံးရထကရာမှာပါပါတယ်ဗျာ20 21 22 23 24အဲ့ဒီဝင်းကျင်မှာစမ်းနေတာ ဝိနည်းသုံးရိပန်သောဘိက္ခုတိလသံဗရဏိတယတိတ်သောဝိဇ္ဇပါဝုဏတိသုံးတေသုံးရိပန်သောဘိက္ခုတမာရိသံဗရဏိတယစပညာပစပညာပါဝုဏတိအဘိဓမ္မေသုံးရိပန်သောဘိက္ခုပညာသံဗရဏိတယစတသောပရိသံမိတပါဝုဏတိလို့ရှင်များများသင်ကြက်ခဲ့ပြီးသားပါဗျာဒါစာရတန်းဆိုရင်ကုန်ရပါရှင်များများအကျက်နေဒီစကားကိုလည်းတပည့်တော်ပြောတာမဟုတ်ပါဘူး မင်းကွန်တိပိကဓမ္မဗန္နာဂရိကပရမအုံဆုံးတိပိကဖြစ်တော်မူသောဆရာတော်ဘုရားကတိပိကဇာမွေဝင်တဲ့အရှင်ဘုရားတွေကိုဩဝါဒပေးဦးတဲ့စကားကြားဦးတာပါတိပိကဒရတိပိကကောဝိဒဇာပြံဘွေးကြီးသူဝင်ရောက်ဆင်နွှဲမဲ့သာသနာအားဇာနေအရှင်ကောင်းအရှင်မြတ်တို့ဘုရားမင်းကွန်ဆရာကြီးစကားပါဝိနည်းကိုကြက်တဲ့အရှင်မြတ်တို့သည်ဝိနည်းရဲ့သုတ်ပရိပန်သောတိလသံဗရဏိတာယတိတ်သောဝိဇ္ဇာပါပုနာတိဆိုသလိုဝိနည်းကို ကျင့်သုံးလိုက်တော့သိလိုက်တော့ကျက်နေလိုက်တော့ပုံကိုသည်သီလကိုသီလနဲ့ပြည့်စုံခြင်းကိုဥပနိတိယပစ္စည်းပြု၍ပုတိအာဟုဆိုသောဝိဇ္ဇာ၃ပါးသို့ရောက်နိုင်ပါ၏ငါတို့သည်ဝိဇ္ဇာ၃ပါးသို့ရောက်နိုင်ပြီသီလနဲ့ပြည့်စုံခြင်းကိုအချိန်ခံဖြစ်စေသောဝိနည်းပိဋကကိုသင်ယူနေတဲ့ကြက်မှတ်နေတဲ့ဟူ၍မှတ်တော်မူကြပါဗျာသုတ်တံပိဋကကိုကြက်မှတ်တဲ့ပုဂ္ဂိုလ်ရဲ့ထိုနည်း၎င်းမှာပဲသုတ်တိသုတ်ပရိပန်တို့တမာတိသံပရဏိဒာယစအပညာဆိုတဲ့တိုင်အပင်ရင်6ရက်တမပတ်7တန်တို့ရဲ့ အခြေခံဖြစ်သောတမာရီနဲ့ပြည့်စုံခြင်းကိုရစေတဲ့တုတ်တံပြည့်တဲ့ကိုကြက်မှတ်ဖြည့်ဆူနေတယ်လို့မှတ်တော်မူကြပါဗျာအဘိဓမ္မာသုပ္ပရိပန်တို့ပညာသံဗရဏိဒါယဆရတောပရိသံမိတာပါပုဏ္ဏတိလို့ထက္ကရာစကားအတိုင်းအဘိဓမ္မာကိုသင်ယူပို့ချကြက်မှတ်နေတဲ့ပုဂ္ဂိုလ်များသည်ပညာနဲ့ပြည့်စုံခြင်းဆိုတဲ့ဥပနိတ္တရရပရိသံမိတာ၄ပါးသို့ရောက်နိုင်ပါ၏ပရိသံမိတာ၄ပါးရဲ့အခြေခံဖြစ်သောပညာပြည့်စုံခြင်းကိုပေါ်ပြထားတဲ့အဘိဓမ္မာကျမ်းများကိုသင်ယူနေတယ်လေ့လာနေတယ် ဒီလိုမှတ်တော်မူကြပါဖရာဆိုရဲဩဝါဒစကားတိုင်းပါပဲဒါပါပဲ